ကလကဘာဗလာဆုရှင်နေဖြစ်တဲ့ချယ်ဆီသင်းပေါ်အလေးထားမှုမရှိတာနဲ့ပတ်သက်ပြီးပီတာခရော့ရဲ့ပြောကြားချက်အားလုံးမင်္ဂလာပါခင်ဗျာကိုစိုင်းအချယ်ဆီလိုက် YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုရအားလုံးနေထူးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့ကလကဘာဗလာဆုရှင်နေဖြစ်ကြတဲ့ချယ်ဆီသင်းကိုအလေးထားမှုမရှိတာနဲ့ပတ်သက်ပြီးပီတာခရော့ရဲ့ပြောကြားချက်လေးပဲဖြစ်ပါတယ်ဘောလုံးလောကမှာပီတာခရော့ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ကွင်းပြင်ပေါ်မှာအရေး6ပြီး9လမ်းမှရှိတဲ့ထူးခြားတဲ့ခန္ဓာကိုယ်နဲ့အတူမထင်မှတ်တဲ့တွင်းကိုလှလှလ ေးတွေအထူးသဖြင့်ဆက်ရောက်ပုံစံကောက်ခုံမှုတွေနဲ့ပြိသက်တွေကိုဖန်ဆားခဲ့တဲ့အင်္ဂလန်တိုက်စစ်မှူးဟောင်းတယောက်ကိုဘောလုံးချစ်ပြိသက်တိုင်းကြီးမြင့်မိကြမှာကတော့အမှန်ပဲဖြစ်ပါတယ်ပီတာခရော့ဟာတော်တယန်ဟော့စပါကနေကစားသမားဘဝကိုစတင်ခဲ့ပြီးဂျူပီယာပို့စ်မောင်းအက်စတွန်ဗီလာဆောက်တတန်လီဗာပူးစတုတ်စီးတီဘန်လီအသင်းတွေအထိပါအသင်းပေါင်းများစွာမှာကစားခဲ့တဲ့ဘောလုံးကစားသမားကြီးဟာအရက်မောင်းတာမန်ထက်များစွာပိုရှိနေပေမဲ့လည်းသူ့ရဲ့ဘောလုံးထိန်းချုပ်မှုနဲ့ဂိုးသွင်းနိုင်မှုစွမ်းရည်တွေကတော့တိကျပြတ်သားလွန်လွန်ခဲ့ပါတယ် FA Cup လား Community Dine နဲ့စတဲ့စူလာအောင် င်မြင်မှုတွေရယူခဲ့ဘူးတဲ့ပီတာခရော့လို့ထူးခြားတဲ့ကစားသမားကိုပြည်သက်တိုင်းကချစ်ခင်အားပေးခဲ့ကြတာလေအလုံးအသိပဲဖြစ်ပါတယ်။ကစားသမားဘွားကနေအနားယူပြီးတဲ့နောက်ပိုင်းမှာတော့သူဟာဘောလုံးကြီးရဝေဖန်သုံးသက်သူပန်းတစ်တယောက်အဖြစ်အောင်မြင်စွာရပ်တည်နေခဲ့တယ်လို့သူ့ရဲ့ကိုယ်ပိုင်ရီမောစရာယူသားပွင့်လင်းထားတဲ့ပီတာခရော့ပို့စ်ကသတင်းစကားဝိုင်းအစီအစဉ်ကလည်းလူအများစိတ်ဝင်စားတဲ့အစီအစဉ်တစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။အပြီးခဲ့တဲ့ရက်ပိုင်းကမှပြုလုပ်ခဲ့တဲ့ပီတာခရော့ပို့စ်ကအစီအစဉ်တစ်ခုမှာမကြသေးခင်ကမှကလပ်ကပ်ဘလာချန်ပီယံဆုကိုစုကူးထားတဲ့ချယ်ဆီတင်းပေါ်လူအများကလုံလောက်တဲ့အလေးထားမှုမရှိတာ နဲ့ပတ်သက်ပြီးပီတာခရော့ကအခုလိုပဲသူ့ရဲ့အမြင်နဲ့ဝေဖန်သုံးသပ်ပြောကြားခဲ့တာပဲဖြစ်ပါတယ်ပီတာခရော့ကချယ်ဆီတင်းကကလပ်ကဘာဖလားကိုရရှိခဲ့တဲ့အတွက်သူတို့အသင်းဟာလုံလောက်တဲ့လေးစားမှုကိုတကယ်တမ်းကျတော့မရရှိခဲ့ကြဘူးဒါကလည်းပြိုင်ပွဲတကြီးတစ်ခုဖြစ်ပြီးတော့ဘာကြီးမှန်းလဲဘသူမှလည်းမသိကြပါဘူးဒါကြောင့်သူတို့မရရှိခဲ့ကြတာပဲဖြစ်ပါတယ်ချန်ပီယံလိဖလားရှင်လူမျိုးတော့သူတို့တော့အဲ့လိုမျိုးလေးစားမှုခံရမှာတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်ထင်တယ်ဒီပြိုင်ပွဲကြာရှည်လာတာနဲ့များလေးစားမှုတွေပိုပြီးရလာနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့အဲ့ဒီဒုံကထိတ်တန့် တင်းတွေအများကြီးကဒီပြိုင်ပွဲမှာမပါခဲ့ကြဘူးလေဟုတ်တယ်မလားအကောင်းဆုံးတင်းတွေအားလုံးမပါဝင်ဘူးဆိုရင်တော့ကမ္ဘာချန်ပီယံဖြစ်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြသွားခဲ့တာပဲဖြစ်ပါအဲဒါကြောင့်မို့လို့ပီတာခရော့ရဲ့ပြောကြားချက်အရကလပ်ကဖဘလာဟာပြိုင်ပွဲတက်တန်းနှုတ်တည်တဲ့အတွက်ချန်ပီယံလိမ့်လိုမျိုးအစင်တန်းမြင့်မားတဲ့ဂုံတိတ်ခါကိုချက်ချင်းမရနိုင်သေးပဲအထူးသဖြင့်ကမ္ဘာထိပ်တန်းတင်းအားလုံးအပြည့်အစုံမပါဝင်သေးတာကြောင့်အဆိုပါစုဖလာအတွက်လုံလောက်တဲ့လေးစားဂုံပြူမှုမရရှိသေးဘူးလို့ပီတာခရော့ကမှတ်ချက်ပြုခဲ့တာဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီပြိုလေးကိုအဆုံးသတ်လိုက်ပါတယ်ညီကိုတို့တွေအနေနဲ့ကတော့ပီတာခရော့ ရဲ့ပြောကြားချက်ပေါ်ဘလိုအမြင်လေးတွေရှိကြလဲဆိုတာကိုယ့်ရဲ့အမြင်လေးတွေကိုအောက်ကကွန်မန့်ပေါ့တဲ့ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook ပေါ်မှာနေ့စဉ်ချက်စည်းသတင်းကြောင်းရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစားရဲ့ Chelsea Live YouTube Channel နဲ့ Facebook Page လေးကို Like and Follow Subscribe လေးလုပ်ပြီးတော့ကြကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ